မင်္ဂလာပါခမကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာကို ကိုယ်ွယ်စီးကပ်ကြတဲ့ဒါယကာဓာယိကာမတွေအနေနဲ့ယဟန်တန်ဃာတော်များကိုခေါ်ဆိုတုံ့နှုံအပ်တဲ့အပြောအဆိုအတုံ့နှုံလေးတွေရှိပါတယ်။အဲ့ဒီထဲမှာမှယဟန်တန်ဃာတာမဏိလောကမှာခေါ်ဆိုမှုပြုတဲ့အတုံ့အနှုံလေးတွေ၅မျိုးရှိပါတယ်။ အဲ့ဒီ၅မျိုးကိုရေတွက်ပြီးတော့ပြရမယ်ဆိုရင်ငေပြူငေနဲ့တောတွဲ့တောင်ပြန်တမီလန်လို့ခေါ်တဲ့၅မျိုးဖြစ်ပါတယ်အဲ့ဒီ၅မျိုးကိုတမျိုးချင်းရှင်းပြပါအောင်မယ်နံပါတ်၁ငေပြူဆိုတာကတော့ငယ်ငယ်ကလေးကလေးကယဟန်ဝေးပြီးတော့သာသနာတော်ဝင်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်များကိုတော့ ငယ်ဖြူလို့ခေါ်ဆိုပါတယ်ခမညာနံပါတ်1ကတော့အသက်16နှစ်အသက်20ရောက်ခါမှတင်ကားဝေးပြီးတော့သာသနာပြုတဲ့ပုဂ္ဂိုလ်များကိုငယ်နဲ့လို့ခေါ်ဆိုပါတယ်ခမညာနံပါတ်3ကတော့အိမ်တော်သားမွေးပြုပြီးအသက်ကြီးခါကြမှယဟန်ဝေးပြီးသာသနာပြုတဲ့ပုဂ္ဂိုလ်ကိုတော့တောထွယ်လို့ခေါ်ဆိုပါတယ်ခမညာ နံပါတ်၄ကတော့တကူဒီလူပြူကြီးဘဝနဲ့နေပြီးတော့အသက်အရွယ်ကြီးလာကမှယဟန်ဝိပိသာသနာပြုတဲ့လူကိုတောင်းပြန်လို့ခေါ်ဆိုပါတယ်ခင်ဗျာနံပါတ်၅ကတော့သာသနာဘောင်ကို အခုပင်ယဟန်ဝိတော်ကထွက်သွားလိုက်တော်ကဝိချင်းစိတ်ပေါက်ရင်ပြန်ဝတ်တယ်သူထွက်ချင်ရင်ထွက်သွားတယ်အဲ့ဒီလိုဝင်ကြီးထွက်ချီလုံနေတဲ့ ပုဂ္ဂိုလ်များကိုတော့တမီလံယဟန်လို့ခေါ်ဆိုပါတယ်ခမာအဲ့ဒီ၅မျိုးဟာလဲကျွန်တော်တို့ဗုဒ္ဓဘာသာကိုကိုးကွယ်ကြတဲ့ဒါယကာဓာယိကာမတွေအနေနဲ့လဲမဖြစ်မနေတည်ထားတဲ့နဲ့အရာလေးမို့ဒါလေးကို ကျွန်တော်အနေနဲ့စီစဉ်တင်ဆက်ပေးရခြင်းပဲဖြစ်ပါတယ်ခမာ